ကဲလုပ်ငန်းသုံးလေးကိုတချေတို့ဖြည့်ကြည့်အောင်နော်လုပ်ငန်းသုံးလေးမှာဆိုရင်သူကကြောက်ခဲတဲ့ကဲရေတို့ကြောက်ခဲဆိုတော့ပုံထဲမှာပြထားတဲ့အတိုင်းပဲကြည်လင်နဲ့ခွက်တစ်ခွက်ယူမယ်အဲ့ခွက်ထဲကိုဒီချေတို့ကရေတစ်ဝက်ဖြည့်မယ်ဟုတ်ပြီပြီးလို့ရှိရင် ဖြည့်ထားတဲ့ရေရဲ့မျက်နှာပြင်လေးကိုမှတ်ထားမယ်။မှတ်ထားပြီးလို့ရှိရင်အဲ့ခွက်လေးတွေကိုဒီချေတော့ကြောက်ခဲတစ်လုံးကိုဖြည်းဖြည်းလေးထည့်လိုက်မယ်။အဲ့ဆိုလို့ရှိရင်ရေရဲ့အမြင်ကဘလို့ဖြစ်သွားမလဲ။ချေတော့အဲ့ဒါလေးကိုလေ့လာကြည့်မယ်နော်။ကဲဟုတ်ပြီ။အရင်ဆုံးခွက်လေးတစ်ခွက်ကိုယူမယ်။ရေတစ်ဝက်ဖြည့်မယ်။ပြီးရင်ကြောက်ခဲလေးထည့်မယ်။ဒါပေမဲ့ကြောက်ခဲလေးမထည့်ချင်မှာနော်ရေထည့်ထားတဲ့ခွက်ရဲ့ရေမျက်နှာပြင်လေးပဲတော့တောင်းပြီးမှတ်ထားရမယ်နော်။ ဟုတ်ပြီပြီးလို့ရှိရင်ကြောက်ခဲလေးထည့်လိုက်မယ်ကဲအဲ့ဆိုရင် तू ကမေးခွန်းလေးဘာမေးထားလဲတချို့လို့ဖြေကြည့်ရအောင်နမကကြီးဟာရေရဲ့အမြင့်ပြောင်းသွားလားတဲ့ကဲတောက်သူမျိုးကြီးပြောင်းသွားလားမပြောင်းသွားဘူးလားဟုတ်တယ်ပြောင်းသွားတာဗောနော်ပထမတော့ကတချို့တော့ခွက်သေးကိုရေတဝက်ထည့်တယ်တဝက်ထည့်ထားတယ်မျက်နှာပြင်ကိုမှတ်ထားတယ်ကြောက်ခဲလေးလေးထည့်လိုက်ရောရေရဲ့မျက်နှာပြင်ကဘာဖြစ်သွားလဲအပေါ်ကိုမြင့်တက်သွားတယ်ဟုတ်ပြီနော် ကဲအဲ့ဆိုရင်သူကရေးတဲ့အမြင့်ပြောင်းသွားလားဆိုတော့ပြောင်းသွားတာပေါ့ကဲအဲ့ဆိုလို့ရှိရင်နမခဝေးကိုဒီချေတို့ထပ်ပြီးတော့ဖြေကြရအောင်နမခဝေးကရေးရဲ့မျက်နှာပြင်ဘယ်အရာကမြင့်တက်စေရလဲတဲ့ရေးရဲ့မျက်နှာပြင်ကိုဘယ်အရာကမြင့်တက်စေလို့ထင်လဲတောက်သူမျိုးဟုတ်တယ်ကြောက်ခဲကြောင့်ရေးရဲ့မျက်နှာပြင်ကအပေါ်ကိုမြင့်တက်သွားတာအဲ့တော့ကြောက်ခဲဆိုပြီးဖြေပေးမယ်နော်ဟုတ်ပြီ ကဲနမကငယ်လေးကိုဆက်သွားအောင်နမကငယ်လေးကဗာမေးထားတဲ့ဆိုရင်ကြောက်ခဲကတဲ့နေရာယူလားမယူလားတဲ့ကဲတောင်းသမီးတို့ကြီးခုနတော့လက်တွေ့လုပ်တယ်မလားเนาะရေခွက်ထဲကိုရေတော့ကြောက်ခဲလေးထည့်ထားမှာရေကမြင့်တက်လာတယ်ကဲအဲ့ဆိုရင်ကြောက်ခဲလေးကနေရာယူလားမယူလားနေရာယူတာပေါ့ဟုတ်တာပေါ့เนาะအဲ့တော့ကြောက်ခဲလေးကနေရာယူတယ် အဖေကနေရယူရဲဆိုတော့ရေးပြပါနော်ကဲသားလူမျိုးရေလုပ်ငန်း၃ရက်ခါဝဲလေးကိုဆက်ပြီးတော့ဖြေကြည့်ရအောင်ခါဝဲလေးရရေးတယ်ကဲရေရရောနေရယူလားမူလားဆိုတာဒီရှယ်တို့လက်တွေ့လုပ်ပြီးတော့အဖြေလေးဖြေကြမယ်နော်ကဲជីနေနဲ့ခွနခွက်ကိုယူမယ် ပြီးရင်ခွက်ထဲကိုဒီချေကရေတဝက်ပဲထည့်မယ်နော်အပြည့်ကြီးမထည့်အောင်နော်ရေတဝက်ပဲထည့်မယ်ဟုတ်ပြီခွက်နှစ်ခွက်လုံးကိုရေထည့်เสียမလို့တစ်ခွက်တည်းထည့်ရပါပြီဟုတ်ပြီအခြားခွက်ထဲကိုတော့ဒီချေကဘာမှမထည့်ပါဘူးနော်ကဲမိကွန်းလေးတွေကိုဖြည့်ကြည့်မယ်နော်ကာကြီးမိကွန်းကရေရတဲ့နေရာယူပါလားတဲ့ကဲယူလားမယူလား ယူတာပေါ့เนาะခွက်လေးတဲ့ထဲတဲ့အခါမှာနေရာယူတယ်။အဲ့တော့နေရာယူတယ်ဆိုတာလေးရေးပေးမယ်เนาะ။ကဲခါဝေးမင်းကိုဆက်ပြီးတော့ဖြေကြရအောင်။ခါဝေးကရေကနေရာယူတယ်ဆိုတာတဲ့။ဘယ်ခွက်ကပြတယ်လေတဲ့။ဘယ်ခွက်ကပြရခြင်း။ဟုတ်တာပေါ့။ရေဖြည့်ထားတဲ့ခွက်ကပြတာပေါ့เนาะ။အဲ့တော့ရေဖြည့်ထားတဲ့ခွက်လို့ရေးပေးပါเนาะ။ကဲဒီခါလုပ်ငန်း၃လေးရဲ့ခငယ်ကိုဖြည့်ကြည့်ကြအောင်နော်

เนาะလေးဖြည့်ထားမယ်ပေါ့ပြောချင်တာเนาะဘူပေါင်းလေးတွေကိုလေးပြည့်ဖြည့်ထားမယ်ပြီးရင်လက်နဲ့ကင်ကြည့်မယ်ကဲလုံးပြီပြီလားလေးဖြည့်ပြီပြီလားဟုတ်ပြီเนาะလေးလေးဖြည့်လိုက်တော့ဘူပေါင်းလေးကပထမတော့ကတော့ပြပြလေးเนาะလေးလေးဖြည့်ရောဘူပေါင်းလေးကဘလိုလေးဖြည့်เนาะလုံးပြီးရောဖောင်းနေတဲ့ပုံစံလေးဖြည့်ဒါဆိုရင်တေးကြတယ်ဘူပေါင်းလေးကိုဘာဝင်သွားလို့ ဟုတ်တယ်လေလေးဝင်သွားလို့เนาะကဲအဲ့ဆိုရင်ရှေတို့ကကြည်မေကွန်လေးကိုဖြည်ကြည့်မယ်ဘဲဘူပေါင်းတွေထဲမှာတဲ့လေရှိတလေတဲ့ဘလို့တိတယ်တဲ့ကဲကြည့်လိုက်ပါဦးဘဲဘူပေါင်းတွေထဲမှာ လေရှိဟုတ်တယ်လေဖြည့်ထားတဲ့ဘူပေါင်းမှာလေရှိတာပေါ့เนาะလေဖြည့်ထားတဲ့ဘူပေါင်းထဲမှာလေရှိတယ်အဲ့တော့အဖြေလေးကလေဖြည့်ထားတဲ့ဘူပေါင်းလို့ရေးဖြည့်ပေးပါ ရမယ်နော်ဟုတ်ပြီကဲအဲ့ဆိုခဝင်းမေးခွန်းလေးကိုဆက်ပြီးတော့ဖြေကြရအောင်ကဲခဝင်းမေးခွန်းလေးမှာဆိုရင်လေကနေရာယူရဆိုတာတဲ့ဘယ်ဘူပေါင်းကသိနိုင်လဲတဲ့မဟုတ်လေဖြေထားတဲ့ဘူပေါင်းလားလေမဖြေထားတဲ့ဘူပေါင်းလားဟုတ်တယ်လေဖြေထားတဲ့ဘူပေါင်းကိုကြည့်ပြီးတော့လေကနေရာယူနိုင်တယ်ဆိုတာကိုသိနိုင်တယ်နော်ကဲအောက်ဆုံးမှာသူကမေးခွန်းလေးမေးထားသေးတယ် ကြောက်ခဲရေနဲ့လေတို့ကတဲ့နေရာယူနိုင်လားတဲ့ကဲတောက်သမီးတို့ရေဒီလုပ်ငန်းသုံးလေးကိုကြည့်ပြီးတော့ကြောက်ခဲရေနဲ့လေတို့ကနေရာယူနိုင်လားဟုတ်တယ်နေရာယူနိုင်တယ်ကဲတောက်သမီးတို့ရေရဲအားရှိမှကြောက်ခဲရေလေတို့မှာနော်ဘာတွေကမတူညီဘူးဘာတွေကအကွဲပြားခြားနားလဲတစ်ခုနဲ့တစ်ခုနှိုင်းရှင်တာတွေကိုဒီကျေတို့ကလက်တွေ့လဲလုပ်ပြီး နော်အမေးဖြေနေတဲ့အပြန်လန်လုပ်ပြီးွားပြီဒီခါကြီးရှယ်ကဖတ်ရှုကြည့်ရင်စာနဲ့ပုံချောင်းကိုပြောပြမိမှာဖြစ်တယ်เนาะဒါပဲမိကြီးကဲရဲမှာဆိုရင်ကြောက်ခဲဟာအဆိုင်ခဲဖြစ်တယ်ရေကတော့အည်ဖြစ်တယ်ကဲဟုတ်ပြီเนาะနောက်တစ်ခုလေကတော့အငွေ့ဖြစ်တယ်သူတို့မှာတူညီတာတွေနဲ့မတူညီတာတွေရှိတယ်ဆိုတော့ ပြောပြပေးတာเนาะကဲဒါဆိုရင်ကြောက်ခဲကိုဘာလို့ခေါ်လဲဟုတ်တယ်အဆိုင်ခဲရေရောဘာလို့ခေါ်လဲအရေးလို့ခေါ်တယ်เนาะဟုတ်ပြီနောက်တစ်ခုလေရောဘာလို့ခေါ်သေးတယ်အငွေ့လို့ခေါ်တယ်ကဲအဲ့ဆိုရင်သူတို့တွေကိုအဆိုင်ခဲအရေးအငွေ့လို့ခေါ်လို့ရနိုင်တယ်ရေเนาะကဲသူတို့မှာတူညီတာတွေနဲ့မတူညီတာတွေရှိတယ်တောက်လို့ရပုံလေးကိုကြည့်ကြည့်ပါဦး အောက်မှာပေးထားတယ်เนาะ blue aid တို့เนาะ remove တို့ကင်တယ်လို့ရလို့ရှိရင်ဒါကို assign တခဲလို့ခေါ်တယ်အရေးအရေးကတောက်တယ်လို့ကင်တယ်လို့ရမရဘူးเนาะအငွေ့ရရောကင်တယ်လို့ရမရဘူးဒါတွေကတားတို့ရဲ့ဘဝင်ခြင်းမှာ ရှိတယ်เนาะတားတို့ဘဝင်ခြင်းမှာ assign ခဲရောအရေးရောအငွေ့ရောရှိရဲဆိုတာကိုတောက်တယ်လို့သိပြီเนาะကဲဒါဆိုရင် ခုနကရေတို့လုပ်ငန်းလေးလုပ်သွားတယ်။ကြောက်ခဲ့တဲ့ခဲဟာနော်ရေတို့ထဲ့ဆရာခွဲတဲ့ကိုထဲ့တဲ့အခါမှာသူ့ရဲ့ပုံတင်ကပြောင်းလဲသွားလားပြောင်းလဲမသွားဘူးလား။ဟုတ်တယ်။ပြောင်းလဲမသွားဘူး။ဒါဆိုရင်ရေရောရေကရောပြောင်းလဲသွားလား။ရေတို့ထဲ့ဆရာခွက်တဲ့ကိုထဲ့တဲ့အခါမှာသူ့ရဲ့ပုံတင်ပြောင်းလဲသွားလား။ဟုတ်တယ်ပစ္စည်းရဲ့ပုံစံအတိုင်းလိုက်ပြီးတော့ပြောင်းလဲတယ်เนาะရေကကဲအဲ့ဆိုရင်လေရောထည့်เสียရရှိတဲ့နေရာတဲကိုထည့်လိုက်တဲ့အခါမှာပြောင်းလဲလာ ဟုတ်တယ်လေးရလဲနော်ထဲ့เสียခွက်တဲ့ကိုဒီချေတို့ထဲ့လိုက်တဲ့အခါမှာ နေရာယူတယ်ထဲ့เสียရဲ့ပုံအတိုင်းပဲသူကလိုက်ပြီးတော့လေးရပြောင်းလဲတယ်ကြောက်ခဲရေနဲ့လေတို့ဟာနေရာယူရဲဆိုတော့ကိုတောင်းစီလို့သိပြီနော်သူတို့မှာအလေးချိန်ကြီးလည်းရှိတယ်ပိုပြီးလေးတဲ့အရာကပော့တဲ့အရာထက်အလေးချိန်ပိုပြီးတော့များတယ်ဆိုတော့ကိုတောင်းစီလို့သိပြီနော် ဟုတ်ပြီဒါဆိုရင်ဒီချေကဒီတင်ငန်းစာလေးရဲ့အနှစ်ချုပ်လေးကိုပြောပြခြင်း ਨੇ ကဲတင်ငန်းစာရဲ့အနှစ်ချုပ်လေးမှာเนาะရဲတို့ခုနလေ့လာတဲ့ကြောက်ခဲတို့ရေတို့လေးတို့မှာသူတို့ရဲ့ဂုံတက်တီလေးကိုပြောပြခြင်းကြောက်ခဲမှာဆိုရင်เนาะကြောက်ခဲရဲ့ဂုံတက်တီရာဆိုရင်သူ့မှာတိကျတဲ့ပုံတံရှိတယ်ပြီးရင်အလေးချိန်လည်းရှိတယ်နောက်တစ်ခုနေရာလည်းယူနိုင်တယ် เนาะဒါကကြောက်ခဲရေရေရကြတော့ထဲ့ထားတဲ့ပစ္စည်းရဲ့ပုံတံတန်းတိုင်းနေရာယူတယ်အလေးချိန်ရှိတယ်ဖြည့်နိုင်တဲ့အစင်တိနေရာယူနိုင်တယ်ဟုတ်ပြီเนาะဒါကရေလေလေရကြတော့ထဲ့ထားတဲ့ပစ္စည်းရဲ့ပုံတံတန်းအတိုင်းပဲရှိတယ်အလေးချိန်ရှိတယ်နေရအားလုံးကိုသူကဖြည့်နိုင်တယ်။ဒါကကြောက်ခဲရေ လေရဲ့ဂုံတတိပဲဖြစ်တယ်။ကဲအဆိုရင်ဒီချေတို့ခုနတော့ကကြောက်ခဲဒီရေဒီလေဒီကိုနော်ဘာတွေကတော့သူတို့ကွဲပြားခြားနာလဲချေတို့တစ်ခုနဲ့တစ်ခုနှိုင်းရှင်နေနှိုင်းရှင်နေလက်တွေ့စံသက်လေးလာတယ်။ကဲအဆိုရင်တောက်လို့မီတို့ဒီသင်ခန်းစာကိုနားလည်မယ်နော်။ဒီချေနဲ့တူတူနောက်သင်ခန်းစာမှာပြန်ပြီးတော့တွေ့ကြမယ်နော်။